AI developer ကို Charles Payne က Elizabeth Payne မကြီးရဲ့2025 engineer ဆုချီးမြှင့်ခဲ့ပါတယ်။ Charles Payne ကနိုဝင်ဘာလ9ရက်နေ့ကလန်ဒန်မှာရှိတဲ့ St James Nandor မှာ AI နည်းပညာကိုဖန်တီးခဲ့သူ9ဦးကို engineer ထူးချွန်ဆုချီးမြှင့်ခဲ့တာပါ။လူမှုအကျိုးပြုလုပ်ငန်းတွေအတွက်အကျိုးပြုတဲ့ engineer ပညာရှင်တွေကိုနှစ်စဉ်ပေါင်9သိန်းချီးမြှင့်တာဖြစ်ပြီးဒီနှစ်အတွက် AI နည်းပညာဖန်တီးသူတွေကိုချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။ ဲ့ဒီထဲမှာ machine learning ကိုအခြေခံကြတဲ့နေ့စဉ်သုံးအဖြစ်နဲ့ဖန်တီးခဲ့တဲ့ Rosho Avanjo, Jeffrey Hinton, John Hoffe နဲ့ Yan Lucan တို့နဲ့ Nvidia က Jensen Huan, Bell Daily တို့အပါအဝင် ImageNet ဖန်တီးသူ Fei Fei Li တို့ကိုချင်းမြင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီစုပေးပွဲမှာတော့ Jensen Huan က Charles Bayen က2023ခုနှစ်ကမ္ဘာပထမဆုံး AI ထိပ်သီးအစည်းအဝေးပွဲမှာပြောခဲ့တဲ့မိန့်ခွန်းပါတဲ့စာအုပ်ပေးခဲ့ပါတယ်။ အဲ့ဒီစာထဲမှာ AI ရဲ့အန္တရာယ်ကိုကောင်းတဲ့ဘက်မှာအသုံးချဖို့လုံခြုံမှုရှိဖို့လိုအပ်တယ်ဆိုတာတွေနဲ့မကောင်းတဲ့ဘက်မှာအသုံးပြုနိုင်တယ်ဆိုတဲ့သတိပေးချက်တွေပါဝင်တယ်လို့ဂျန်စနူဝန်ကပြောပါတယ်ရှင်။